အလုံးမဲမင်္ဂလာပါ Time Lead 2ရဲ့ဂိုးသွေးအများဆုံးစည်ရင်မှာထိတ်ဆုံးခဥဆောင်နေတဲ့မြမလက်ရွေးစင်တိုက်စစ်မှုတန်းပါ မမောင်လွင်တို့လန်ဖွန်ဝါရီယာအသင်းထိုင်းလိဝမ်မှာနိုင်ပွဲစတင်ရရှိအဆရှိတဲ့သတင်းတွေအပါအဝင်ကျွန်တော်နောက်ဆုံးရပြပရောက်မြန်မာကစားသမားတွေရဲ့သတင်းတွေကိုကျွန်တော်တင်ဆက်ပေးသွားပါမယ်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ကတော့မမောင်လွင်တို့လန်ဖွန်ဝါရီယာအသင်းနိုင်ပွဲစတင်ရရှိဆိုတဲ့သတင်းလေးကိုတင်ဆက်ပေးချင်ပါတယ်ပြီးခဲ့တဲ့စက်တင်ဘာလ23ရက်နေ့တုန်းကတော့မမောင်လွင်တို့လန်ဖွန်ဝါရီယာအသင်းအနေနဲ့ထိုင်းလိဝမ်ပွဲစဉ်၄အဖြစ်ဒါစုခိုထိုင်းအသင်းနဲ့ ဲ့အဝေးကွင်းမှာတွားရောက်ရှင်ပြိုင်ကစားခဲ့ရပါတယ်။ဒီပွဲစဉ်မှာတော့မမောင်လွင်တို့လန်ဖွန်ဝါရီယာအသင်းအနေနဲ့ကနှစ်ကိုးတကူးဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိခဲ့တာပါ။ဒီနိုင်ပွဲကတော့လန်ဖွန်ဝါရီယာအသင်းအတွက်ယခုနှစ်ဘောလုံးရာသီမှာပထမဆုံးရရှိတဲ့နိုင်ပွဲလေဖြစ်ပါတယ်။ လာဖွန်ဝါဒီယာတင်းနေနဲ့က2025 2026ထိုင်းလီဝမ်ဘောလုံးရာသီပွဲစဉ်ရာသီအစပွဲစဉ်တွေမှာတောက်လျှောက်ပေါ်တော့ပွဲချက်တွေကိုကစားခဲ့ရတာပါပွဲစဉ်တက်မှာဆိုလို့ရှင်ရဒီထိုင်းလီရဲ့ဖလားလေးလုံးချန်ပီယံပေါ့နော်ဘူရီယန်ယူနိုက်တက်အသင်းနဲ့ပွဲစဉ်တက်မှာစတင်တွေ့ခဲ့ပြီးတော့ဒီပွဲစဉ်တက်မှာတော့ဘူရီယန်အသင်းကိုအပြန်အလှန်အကျိန်နဲ့ကစားပြီးတော့3-2ဆိုတဲ့ရလဒ်နဲ့ဒါရှုံးနိုင်ခဲ့ပါတယ် အဆိုပါပွဲစဉ်မှာလည်းကျွန်တော်တို့မြန်မာကစားသမားမမောင်တွင်အနေနဲ့ကလည်းကျွန်တော်ဂိုးဖတ်ပြီးမှုတစ်ချိန်ကိုပြုလုပ်ပေးနိုင်ခဲ့ပါတယ်ဒုတိယမြောက်ပွဲစဉ်မှာလည်းလန်ဖွန်ဝါဒီယာအသင်းအနေနဲ့ကဒီထိုင်းလီဝမ်ရဲ့အသင်းကြီးနောက်ထပ်အသင်းဖြစ်တဲ့ဒီ BG ပထုံအသင်းနဲ့ဆက်လက်ရှင်ပြိုင်ကစားခဲ့ရပြီးတော့ဒီပွဲစဉ်မှာလည်းဒါအကျိတ်နဲ့ရှင်ပြိုင်ကစားပြီးတော့နှစ်ကိုးတကိုးဆိုတဲ့ရလတ်နဲ့ဒါရှုံးနိုင်ခဲ့ပါတယ် ဒီ Thailand League ဘွားပွဲစဉ်တုံးမှာတော့မမောင်လွင်တို့ Lafon Warrior အသင်းအနေနဲ့ဒါကျွန်တော်တို့မနစ်ကမှ Thailand League 2ကနေချန်ပီယံဖြစ်ပြီးတန်းတက်လာတဲ့ချွန်ပူရီအသင်းနဲ့ရှင်ပိုင်ကစားခဲ့ရပြီးတော့နှစ်ဂိုးနှစ်ဂိုးဆိုတဲ့တရေရလာထွက်ပေါ်ခဲ့ပါတယ်ဒီပွဲစဉ်၄ရောက်တဲ့အခါမှာတော့မမောင်လွင်တို့ Lafon Warrior အသင်းအနေနဲ့အပွေးကွင်းမှာဒါစုကို Thai အသင်းကိုနှစ်ဂိုးတစ်ဂိုးဆိုတဲ့ရလာနဲ့အနိုင်ရရှိပြီးတော့ဒါလီပြတ်တက်လက်ထက်မှာဒါ Thai League 1ပထမဆုံးနိုင်ပွဲကိုစတင်ရရှိခဲ့ပြီးဖြစ်ပါတယ်မမောင်လွင်အနေနဲ့ကလည်းကျွန်တော်တို့ရာသီအစတုန်းက၃ းသက်ခဲ့တယ်လို့ပဲဒါနေပြတဲ့လက်ထက်မှာကျော်ရမခွနဲ့ဂျာစီနဲ့အတူပုံမှန်ပွဲထွက်ခွင့်တောက်လျှောက်ရရှိနေပါတယ်။ကစားခဲ့တဲ့ပွဲစစ်1 2 3 4 ပွဲစဉ်၄ပွဲဆက်တိုက်မမောင်လွယ်အနေနဲ့ဒါကျွန်တော်တို့ပွဲထွက်လူစင်းမှာပါဝင်ခဲ့တာကိုတွေ့ရပါတယ်။အဲ့တော့မမောင်လွယ်အနေနဲ့ကလာမဲ့ပွဲစဉ်တွေမှာရော Landform Warrior အသင်းမှာဆက်လက်ပြီးတော့ပွဲထွက်ခွင့်ရမလား။ဒါကျွန်တော်တို့ဆက်လက်စောင့်ကြည့်ရမှာပါ။မမောင်လွယ်အနေနဲ့ကလည်းဒီသူပွဲထွက်ကစားခွင့်ရတဲ့၄ပွဲမှာဂိုးဖတ်တိမှုတစ်ချိန်အထိကိုရယူထားနိုင်ခဲ့တာပါ။ Landform Warrior အသင်းအနေနဲ့ကတော့ကျွန်တော်တို့ထိုင်းလီဝမ်ပွဲစဉ်၅အဖြစ်လာမဲ့စက်တင်ဘာလ20ရက်နေ့ စနေနေ့မှာတော့နာခွန်ရချာစီမာအသင်းကိုအိမ်ခွင်းမှာလက်ခံရှင်ပိုင်ကစားရမှာဖြစ်ပါတယ်။ဒါလန်ဖွန်ဝါရီယာအသင်းကချင်းမိုက်မျိုးမှာအခြေစိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလန်ဖွန်ဝါရီယာအသင်းရဲ့အိမ်ခွင်းကိုလည်းချင်းမိုက်မျိုးကမြန်မာပြည်သက်တွေအနေနဲ့တွားရောက်အားပေးလို့ရပါတယ်။ကျွန်တော်ဒုတိယသတင်းတစ်ပုဒ်အနေနဲ့ Thai League 2ရဲ့ဒီဂိုးသွင်းအများဆုံးဆင်းရဲမှာဒါထိတ်ဆုံးကဦးဆောင်နေတဲ့တမ်းပိုင်ဆိုတဲ့သတင်းလေးကိုကျွန်တော်ဆက်လက်တင်ဆက်ပေးချင်ပါတယ်။မြန်မာလက်ရွေးစင်တိုက်စစ်မှုတမ်းပိုင်အနေနဲ့ စက်တင်ဘာလ14ရက်နေ့ကရှင်ပြိုင်ခဲ့တဲ့ထိုင်းလီတူပွဲစဉ်ကနာခွန်စီယူနိုက်တက်အသင်းရဲ့ပွဲစဉ်မှာတော့ဒါအင်ကွင်းမှာ6ဂိုးကိုမရှိဆိုတဲ့ရလဒ်နဲ့ဒါဂိုးပြတ်နိုင်ပွဲတွေကိုစတင်ရရှိခဲ့တာဖြစ်ပါတယ်ဒီနိုင်ပွဲကတော့ဒါ Truck FC အသင်းရဲ့ထိုင်းလီတူယခုနှစ်ရာသီမှာဒုတိယမြောက်နိုင်ပွဲရရှိခဲ့ခြင်းလည်းဖြစ်ပါတယ်တားမိုင်အနေနဲ့ကလည်းဒီဂိုးပြတ်နိုင်ပွဲမှာဒါကျွန်တော်တို့ပွဲထွက်ကစားသမားအဖြစ်နဲ့ပါဝင်လာခဲ့ပြီးတော့ဒုတိယပိုင်းမှာအသင်းအတွက်ဦးဆောင်ဂိုး2ဂိုးအထိကိုသွင်းယူနိုင်ခဲ့တယ်လို့မျိုးဒါ အဆိုပါပွဲစဉ်ရဲ့အကောင်းဆုံးကစားသမားစုကိုလည်းတမ်းပိုင်အနေနဲ့ကရရှိခဲ့တာပါတမ်ပန်ရဲ့300တိမြောက်ထိုင်းလိတူကတော့တော်တော်လေးကိုအဖွင့်လှတယ်လို့ဆိုရမှာပါ2022 2023ဘောလုံးရာသီမှာတမ်ပန်အနေနဲ့ထိုင်းလိ3 club ကချနာပူရီ city အတင်းကိုပြောင်းရွှေ့လာခဲ့ပြီးတော့2023 2024ဘောလုံးရာသီကဆလို့ထိုင်းလိတူမှာစတင်ကစားခဲ့တာပါ 2023-2024ချင်းမိုင်အသင်းမှာကစားခဲစဉ်တုန်းကတန်းပိုင်အနေနဲ့3ခုရဖို့အတွက်ကိုပွဲပေါင်း16ပွဲအထိကိုကစားခဲ့ရတာပါအဲ့ဒီနောက်2024-2025ဘောလုံးရသည်မှာတော့ကချနာဘူရီပါဝါအသင်းကိုပြောင်းရွှေ့ခဲ့ပြီးတော့ကချနာဘူရီပါဝါအသင်းမှာလည်း twin ကို၄ခုရရှိဖို့အတွက်ကိုစုစုပေါင်း26ပွဲအထိကိုကစားခဲ့ရတာပါကချနာဘူရီအသင်းအနေနဲ့ ပြီးခဲ့တဲ့ရာသီမှာဒါ Timely 1ကိုတန်းတက်ခဲ့ပေမဲ့လည်းတမိုင်နေတဲ့ကတော့သူအတွေ့အကြုံရှိတဲ့ဒီ Timely 2မှာပဲဆက်လက်ကစားဖို့ဆုံးဖြတ်ပြီးတော့ဒါ Trap FC အသင်းကိုရာသီအစပိုင်းမှာပြောင်းရွှေ့ခဲ့တာပါဒါပေမဲ့လည်းတမိုင်နေအနေနဲ့ Trap FC အသင်းကိုဆက်ဆက်ရောက်ချင်းနှစ်မှာပဲသူ့အနေနဲ့ဒါ Timely 2မှာအတွေ့အကြုံရင်ကစားသမားတယောက်ဆိုတာကိုတက်သေးပြသွားခဲ့ပါတယ်ပွဲစဉ်၅ပွဲကစားပြီးတဲ့အချိန်မှာ Twin ကို၄ကိုအထိရယူနိုင်ခဲ့သလိုဒီ Timely 2 ဂိုးသွဲများဆုံးစည်ရင်ရဲ့ထိတ်ဆုံးနေရာမှာလဲတမ်းပိုင်ကရက်တီနေတာပါအဲ့တော့တမ်းပိုင်အနေနဲ့လာမဲ့ပွဲစဉ်တွေမှာရောသူ့အနေနဲ့ဂိုးတွေဆက်လက်သွင်းယူသွားနိုင်မလားတမ်းပိုင်ရဲ့ Trap FC အသင်းအနေနဲ့ကတော့လာမဲ့ပွဲစဉ်6အဖြစ်ကတော့ကျွန်တော်တို့စုံခလာအသင်းနဲ့အဝေးကွင်းမှာလာမဲ့စက်တင်ဘာလ19ရက်နေ့မှာရှင်ပြိုင်ကစားသွားမှာဖြစ်ပါတယ် အဲ့တော့ကျွန်တော်တို့နောက်ထပ်သတင်းတွေအနေနဲ့ကဒီနပီပားရောက်မြန်မာကစားသမားတွေတဲကမှအခြားသောကစားသမားတွေရဲ့ဒါလက်ရှိအခြေအနေလေးတွေကိုကျွန်တော်နောက်ဆုံးအနေနဲ့တင်ဆက်ပေးခြင်းပါတယ်။အဲ့တော့ကျွန်တော်တို့ဒီပီပားရောက်မြန်မာကစားသမားတွေတဲမှာဆိုလို့ရှိရင်ထိုင်းလီ1မှာကျွန်တော်တို့ကစားနေတဲ့ကစားသမားက2ဦးရှိတယ်ပေါ့နော်။လမ်ဖွန်ဝါရီယာတင်ကမမောင်လွေနဲ့ဦးထိုင်းထာနေတင်ကစုံဦးကျော်တို့ဖြစ်ပါတယ်။ လက်ရှိချိန်မှာလန်ဖွန်ဝါရီယာအသင်းကတော့အမပေးစရာရဲ့အဆင့်17နေရာမှာယက်တည်နေပြီးတော့ဥထိုင်းထနေတဲ့အသင်းကတော့ကျွန်တော်တို့အမပေးစရာရဲ့အောက်ဆုံးနေရာမှာယက်တည်နေတာပါဆိုမိုချိုအနေနဲ့ကလည်းယခုနှစ်ရသည်မှာဥထိုင်းထနေတဲ့အသင်းအတွက်ပွဲထွက်ကစားကွင်းနှစ်ပွဲအထိရရှိခဲ့ပါတယ်အဲ့တော့ကျွန်တော်တို့ဒီမမောင်လွေအနေနဲ့ကတော့တောက်လျှောက်ကစားခဲ့တဲ့၄ပွဲစလုံးမှာလာဖော်မာရီယာအသင်းရဲ့ပွဲထွက်ကစားသမားအဖြစ်နဲ့ကစားခွင့်ရရှိနေပါတယ်။အဲ့တော့ Timely 2 န်းဒီတူမှာတော့ဒါကျွန်တော်မြန်မာကစားသမား၃ယောက်အထိကစားနေပါတယ်အဲပထမဆုံးတစ်ယောက်ကတော့ကျွန်တော်ဒီလွင်မောက်ပေါ့နော်လွင်မောက်အနေနဲ့ကဒါပြီးခဲ့တဲ့နေ့ထိုင်းလီဝမ်ရေယောင် FC အသင်းကနေပြီးတော့သူပုံမှန်ပွဲပွဲထွက်ခွင့်မရတဲ့အတွက်ကြောင့်မလို့သူ့အတွက်ဒီပုံမှန်ပွဲထွက်ခွင့်ပေးနိုင်မယ်ဒီထိုင်းလီတူကလပ်မဟာဆရာခန်အသင်းကိုပြောင်းရွှေ့ခဲ့ပါတယ် လက်ရှိအချိန်ထိမာဆာရခန်အသင်းနဲ့အတူ remote အနေနဲ့ထိုင်းလီတူပွဲစဉ်၄ပွဲအထိကစားခဲ့ပြီးပါပြီအဲ့ဒီ၄ပွဲမှာသူ့အနေနဲ့ twin goal တကူကိုလည်းရယူထားနိုင်ခဲ့ပါတယ် remote တို့မဟာဆာရခန်အသင်းနေနဲ့ကတော့လက်ရှိအချိန်မှာအမပေးစရာရဲ့အဆင့်၁၄နေရာမှာရပ်တည်နေပါတယ်တမ်ပါ တားပိုင်ရဲ့ Trap FC အသင်းကတော့လက်ရှိမှာတော့ကျွန်တော်တို့အမှတ်ပေးစရာရဲ့အဆင့်17နေရာမှာရပ်တည်နေတယ်ပေါ့နော်တားပိုင်အနေနဲ့ကလည်းဒါကျွန်တော်အရှေ့ကတင်ဆက်ခဲ့သလိုပဲပွဲစဉ်9ပွဲအထိ Trap FC အသင်းနဲ့အတူပွဲထွက်ကစားခွင့်ရရှိထားပြီးတော့တွင်းကို၄ခုအထိတွင်းယူထားနိုင်ပါတယ်နောက်ထပ်ကစားသမားတစ်ယောက်ကတော့ကျွန်တော်တို့တီဟာထအောင်ဖြစ်ပါတယ်ဒီအထောက်အုံအသင်းအနေနဲ့ကကျွန်တော်တို့ဒီ Thailand Two Club ပထမအသင်းမှာကျွန်တော်တို့ကစားနေတာပါယခုနှစ်ရာသီမှာစပြီးတော့ကီပါကိုထွက်ကစားတဲ့တီဟာထောက်အုံအနေနဲ့ကပထမအသင်းမှာ ထိုင်းလီတူပွဲစဉ်နှစ်ပွဲကိုပွဲထွက်ကစားသမားအဖြစ်နဲ့ပွဲထွက်ဝင်ရရှိထားပါတယ်။တရားထအောင်ရဲ့ပဋ္ဌာန်းရသင်းကတော့ထိုင်းလီတူအမှတ်ပေးစရာအဆင့်18နေရာမှာရပ်တည်နေပါတယ်။အဲ့တော့ကျွန်တော်မလေးရှားစူပါလိမလေးရှားစူပါလိမှာတော့ကျွန်တော်မြန်မာကစားသမားစုစုပေါင်း3ယောက်အထိကစားနေပါတယ်။အဲပထမတစ်ယောက်ကတော့ကျွန်တော်တီဟာဇော်ပေါ့နော်။တီဟာဇော်အနေနဲ့ကလည်းပြီးခဲ့တဲ့ရာသီကျွန်တော်ဒီကမ္ဘောဒီးယားပရီးမီးယားလိဂ်ကလပ်နဂါဘောအသင်းကနေပြီးတော့ယခုနှစ်ရာသီကြာမှဒီမလေးရှားစူပါလိဂ်ကလပ် Immigration FC ကိုပြောင်းရွှေ့ခဲ့တာပါ။ လက်ရှိချိန်မှာတရားစော်အနေနဲ့ immigration fc အတွက်စုစုပေါင်း၃ပွဲကစားခဲ့ပြီးပါပြီဒါပေမဲ့သူ့အနေနဲ့ကတော့ twin go ရယူခဲ့ခြင်းတော့မရှိသေးဘူးပေါ့နော်နောက်ထပ်တစ်ယောက်ကကြော်မင်းဦးကြော်မင်းဦးအနေနဲ့ကတော့ဒါ PDRM အသင်းနဲ့အတူဒါသူ့ရဲ့200တိမြောက်ဖြစ်တယ်ပေါ့နော်အဲ့တော့ကြော်မင်းဦးအနေနဲ့ကလည်းဒီ Malaysia Super League မှာတော်တော်လေးကိုသူ့အနေနဲ့အတွေ့အကြုံရေးချက်လာတာနဲ့အမျှဒီ PDRM အသင်းရဲ့တကယ်အရေးပါတဲ့ကစားသမားတစ်ယောက်ဖြစ်လာခဲ့ပါတယ်လက်ရှိရာဒီ Malaysia Super League ပွဲစဉ်၅အပြီး တော်မင်းဦးအနေနဲ့က PDRM အတင်းအတွက်အဲ့ဒီငါးဘွဲစလုံးကိုပွတ်ထွက်ကစားကွင်းရရှိခဲ့ပြီးတော့ကျွန်တော်တို့ twin ကိုတကိုးကိုလည်းကျွန်တော်ပြစ်တံဘောကနေလှလပပရယူထားပါတယ်အဲ့တော့နောက်ထပ်တစ်ယောက်နောက်ထပ်တစ်ယောက်ကတော့ကျွန်တော်ဟိန်းထအောင်ဖိထအောင်နေတဲ့ကတော့ကျွန်တော်တို့ယာတီအစပိုင်းမှာယာကူယူနိုက်တက်အသင်းကိုပြောင်းရွှေ့လာခဲ့ပေမဲ့လည်းယာကူယူနိုက်တက်အသင်း AFC ဝင်ကွင်းနဲ့လွဲချော့ခဲ့တာကြောင့်မလေးရှားစူပါလိဂ်ကလပ်ကယ်လာဒန်အသင်းကိုဖိထအောင်နေနဲ့ပြောင်းရွှေ့ခဲ့ပါတယ် ကလန်အသင်းမှာလည်းဖိထအုံနေတဲ့ကျွန်တော်တို့နှစ်ပွဲအထိပွဲထွက်ကစားပြီးပြီဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီပြပရောက်မြန်မာကစားတမဆင်းရင်တွေကိုကျွန်တော်တို့ချိန်မယ်ဆိုရင်လက်ရှိမှာထိုင်းလီဝမ်မှာကစားတမ2ဦးထိုင်းလီ2မှာကစားတမ3ဦးနဲ့မလေးရှားစူပါလိမှာကစားတမ3ဦးအထိရှိနေပါတယ် တော်ပြီးခဲ့တဲ့ရာသီတုန်းကပြည်ပမှာကစားခဲ့တဲ့ဝင်းနိုင်ထွန်းနဲ့အောင်ကောင်းမန်စီတူအောင်တို့လိုကစားသမားတွေကတော့ကျွန်တော်တို့ယခုနှစ်ဘောလုံးရာသီမှာမြန်မာ National League 2 Club အသင်းတစ်သင်းဖြစ်တဲ့ရန်ကုန် City အသင်းကိုပြောင်းရွှေ့ကစားနေပါတယ်။အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျ။ဒါကတော့ကျွန်တော်တို့ပြည်ပရောက်မြန်မာကစားသမားတွေရဲ့နောက်ဆုံးရာသတင်းအခြေအနေလေးတွေဖြစ်ပါတယ်။မြန်မာဘောလုံးလောကနဲ့ပတ်သက်တဲ့သတင်းအချက်အလက်အကြောင်းအရာတွေကိုအမြဲတမ်းသိရှိချင်တဲ့ဆိုရင်ကျွန်တော်ရဲ့ VTTV ဆိုတဲ့ channel လေးကို subscribe လုပ်လေးနှိပ်ထားဖို့မမေ့ကြပါနဲ့ဦးဗျာ။